ဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့သမုဒယသစ္စာလောဘကိုသမုဒယသစ္စာလို့လူတိုင်းနားလည်တယ်နော်အဲ့ဒီလောဘဆိုတဲ့ဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့ဒုက္ခသမုဒယသစ္စာအဲ့ဒီအမှန်တရားကိုမြတ်စွာဘုရားကဒါဟာပေရှားသုတ်သင်ပြရမယ်တရားပဲလို့သိတော်မူတယ်တဲ့အဲ့ဒါကိုကိစ္စညာဆိုပြီးတော့ပေတတို့မှတ်သားဖို့တယ်မဟုတ်လားအေးဒါကတော့ဓမ္မစကြာအရာပေါ့နော် တကယ်စင်စစ်ပေရှားမယ်တရားဆိုတာ လောဘတရားတစ်မျိုးတည်းကိုဆုလိုတာတော့မဟုတ်ပါဘူးဒေါသလည်းပဲရှားရမယ့်အရာပဲကိလေသာတရားမှန်သည်မြအကုသိုလ်မှန်သည်မြညင်နွမ်းတဲ့တရားမှန်သည်မြပယ်ရှားနိုင်အောင်ကြိုးစားရမယ့်တရားတွေကြီးပဲသူတို့ကဘာဝေတပ်ပအုပ်စုထဲမှာပါတယ်ပေါ့ဒါကြောင့်အရှင်တို့ဓမ္မဗရပါဠိတော်ထဲမှာကန္တံဓမ္မဝိပဟာယသုကံဘာဝေထပန္တိတော်လို့ဒီလိုလေးဟောတာရှိတယ်ကန္တံဓမ္မဝိပဟာယ ကဏ္ဍဆိုတာမဲညစ်တဲ့တရားအကုသိုလ်တရားဒုသရိုက်တရားကိလေသာတရားဒါတွေကိုကဏ္ဍအမဲတက်ဒီလိုနားလည်ရကဏ္ဍဓမ္မဝိပ္ပာယအဲ့ဒီမဲညစ်တဲ့တရားတွေကိုပယ်ရှားပြီးတော့တုတ်ကံပါဝေထပန္တိတော်တဲ့ဉာဏ်ရှိတဲ့လူဆိုတာဖြူရှင်တဲ့တရားကိုများလာအောင်ပွားရမယ်တဲ့တုတ်ကဆိုတာဖြူရှင်ခြင်းလို့ဒီလိုဒိဗေရတယ်တုတ်ကဓမ္မဆိုတာဖြူရှင်တဲ့တရား နောက်ကုသိုလ်ကောင်းမှုတွေကိုတုတ်ကဓမ္မလို့ဒီလိုနားလည်ရမှာ။အဲ့ဒါမနဲ့ပြန်ကြမှာအဲ့ဒီဖြစ်အောင်ကြိုးစားအထောက်ရမယ်ဘာဝေတ္တဗတရားကိုမနဲ့ပြန်မှာဟောပါ။နောက်ဒီကနေ့ပေရှားရမယ်တရားဘာဟာတ္တဗတရားဒါရဲ့အကြောင်းကိုဦးဇင်းတို့အတဝတ္တုတ်တံဆိုတာကိုအခြေခံပြီးတော့ပြောပါနော်။ဘာဘုလို့ဒီကိလေသာတရားတွေလောဘဒေါသမောဟတွေကိုဘယ်ရှားရတာတုံးလို့မေးရင် အဲ့ဒါတွေကြောင့်ဖြစ်ပေါ်လာမဲ့ဆင်းရဲဒုက္ခကိုမလိုလားလို့လို့ဒီလိုပဲပြောရမယ်။ဟုတ်တယ်မို့လား။တကယ်တကယ်တရားဓမ္မတို့အရှင်တို့ရဲ့ဘဝမှာเนาะဆင်းရဲဒုက္ခကိုဖြစ်စေတာဟာအပေါ်ယံကြည့်ရင်တော့အဖြေကတော့အမျိုးမျိုးရှိမှာပေါ့เนาะ။တကယ်လေးလေးနက်နက်เนาะအဖြေမှန်ထုတ်မယ်ဆိုလို့ရှိရင်ဒီလောဘဒေါသမောဟကိလေသာတရားတို့ကြောင့်သာလဲဆင်းရဲဒုက္ခတွေဆိုတာဖြစ်နေကြရတာပေါ့။ဒါကြောင့်အဲ့ဒါတွေကိုနှီးမျိုးစုံကနေပြီးတော့ မိမိတန်တန်ဝင်းမလာအောင်ရောက်မလာအောင်ပယ်နိုင်အောင်ရှားနိုင်အောင်စူးစမ်းကြရမယ်။အဲ့လိုစူးစမ်းအထုတ်တဲ့နေရာမှာဦးဇင်းတို့ဒီအာတဝတုတ်တံဆိုတာလေးကအလွန်တရာမှမှတ်သားစရာကောင်းအလွန်ကျေပြတ်တဲ့ရှုထောင့်ကနေမြတ်စွာဘုရားဟောတာတော့အာတောတရားတွေကိုဘယ်ပုံပင်ဒီပေရှားမလဲဆိုတာကိုနှီးမျိုးစုံမြတ်စွာဘုရားဟောတာဟောတခုတည်းကိုပဲစွဲနေမှလဲစိုးတယ်ပေါ့နော်အဲ့ဒီအာတဝတုတ်တံမှာမြတ်စွာဘုရားက အသောတရားတွေကိုပယ်ရှားဖို့အတွက်နေလန်6ရက်မြတ်စွာဘုရားပေးထားတာအဲ့တော့တင့်တော်တဲ့နေလန်နဲ့တင့်တော်တဲ့အချိန်မှာတင့်တော်သလိုကြိုးစားအထောက်ကြရမယ်။ဘယ်နေလန်ပဲဖြစ်ဖြစ်အကုန်လုံးကသုံးဝင်တာကြီးပဲ။အဲ့ဒါကိုတော့ကြိုးပြီးတော့နားလည်ထားဖို့လိုတယ်။အဲ့တော့ဦးဇင်းတို့အခုပြောမယ့်ဒီဒေသနာကဘဝမှာတကယ်လက်တွေ့ချပြီးတော့လုံကြည်မယ်ဆိုတဲ့စိတ်ကူးကလေးနဲ့မှတ်သားမှသာလဲပို့ပြီးတော့လေးနေတဲ့အတိတ်ပဲရှိမယ်ပေါ့ ဟိုနားထောင်ယုံလောက်နားထောင်မှာဆိုရင်တော့သူကတိတ်ပြီးတော့နားထောင်လို့လည်းအရင်ကြီးစိတ်ဝင်စားစရာတော့ကောင်းမှာမဟုတ်ဟုတ်လားတကယ်လက်တွေ့ချပြီးတော့ဒါကတကယ်နီလန်းတစ်ခုအနေနဲ့တည်ထားတဲ့ ਨੇ ဘယ်ပုံပဲနီးလောက်ရမလဲဆိုတဲ့နီလန်းကိုတံပိုးထားတယ်ဆိုလို့ရှိရင်တံပိုးဖြတ်လို့မရတဲ့ဒေသနာတစ်ခုဟုတ်လားအဲ့ဒါဥရှင်တို့အတဝသုတ်တံဆိုပြီးတော့အင်္ဂုတ္တဆက်ကနိဗ္ဗာန်ပါဠိတော်မှာမှတ်တမ်းတင်ထားတယ်အဲ့ဒီမှာမြတ်စွာဘုရားဟောပုံလေးကတော့တစ်မျိုးပဲဘလို့ဟောတော့ စာဟိဘိခဝေဓမ္မေဟိတမနာကတောဘိခုအာဟုနေယောဟောတိပါဟုနေယောတခိနေယောအင်စလိကရဏေယောအနုတရံပုညခေတံလောကတာလို့အဲ့လိုလေးစာဟောတယ်။ဒိဗေကမပြောတော့ယဟန်တို့တဲ့အခုပြောမဲ့အင်္ဂါ6ရက်နဲ့တရား6ပါးနဲ့နော်ပြည်စုံမယ်ဆိုလို့ရှိရင်အဲ့ဒီယဟန်ကိုအာဟုနေယခုံနဲ့ပြည်စုံတယ်လို့ဆိုရမယ်။ပါဟုနေယ ဒက္ခိနေယအင်စလိကရဏေယအနုတ္တရံပုံညက်ခေတံလောကတာဆိုတဲ့အဲ့ဒီခုံနေနဲ့လည်းပြည့်စုံတယ်လို့ဆိုရမယ်တဲ့တရား6မျိုးနဲ့ပြည့်စုံတဲ့ယဟန်ကို အာဟုနေယခုံနဲ့ပြည့်စုံတယ်လို့ဆိုရမယ်တဲ့အာဟုနေယဆိုတာမှပြောတာတော့အယဝေးကယူလာတဲ့ဝတ္ထုပစ္စည်းတွေကိုတောင်းအလှခံယူတိုက်တယ်ဆိုတဲ့ခုံပေါ့ဣတိပိသောဘဂဝါရရနော်နောက်ဆုံးတန်ခါခုံတော့ကိုယ်ပါတယ်မှာအာဟုနေယောလို့ပါတယ်မို့လားနော် သုတ်ပတိပန္နောဘဂဝါတောတဝကတံကိုနောက်ကောင်းကောင်းကျင့်နေမြတ်စွာဘုရားဒီသာတဝကတံကဆိုတာဥစုပတိပန္နောယူယူသာသာဖြောင်းဖြောင်းမတ်မတ်ကျင့်တယ်ညာယပတိပန္နောမဉ္ဇံပူဉ္ဇံအတိရုဉ္ဇံတို့ကိုရဖို့အတွက်ကျင့်တယ်ပါမိစိတ်ပတိပန္နောအယုသေးခံယူခြင်းနဲ့ထိုက်တန်အောင်ကျင့်တယ်အဲ့ဒါကိုအကြောင်းကုန်၄ပါးလို့ခေါ်တယ်အဲ့ဒီအကြောင်းကုန်၄ပါးနဲ့ပြည့်စုံအောင်ကျင့်သုံးလို့ရှိရင်သူဟာမဉ္ဇံပူဉ္ဇံကိုရနိုင်တယ်ပေါ့ ဲ့ဒါကိုမြတ်စွာဘုရားဘလို့ဆက်ဟောတော့ရေရံစတ္တာဒီပုရိသယုဂန္ဒီအထပုရိသပုဂ္ဂလာအဲ့လိုမျိုးအကြောင်းကုန်လေးပါးနဲ့ပြည့်စုံလို့အဲ့ဒီပုဂ္ဂိုလ်ဟာမဉ္ဉံဖုန်ဉံကိုရခဲ့မယ်ဆိုရင်ဒါကိုရေရံစတ္တာဒီပုရိသယုဂန္ဒီနော်အစုံလေးစုံလေးစုံဆိုတော့၈ယောက်ပေါ့နော်အထပုရိသပုဂ္ဂလာပုရိသပုဂ္ဂလာနော်ယောက်ျားမြတ်တယ်နော်အထပုရိသပုဂ္ဂလာ၈မျိုး သောတပတိမေသောတပတိဖို့တဂရဂามိမေတဂရာမိဖို့နာဂามိမေနာဂามိဖို့အရတမေအရတဖို့အဲ့ဒါကို၄စုံဒီလိုလဲပြောတယ်ရှေးရောက်လို့လဲပြောတယ်တူတူပါပဲဟုတ်လားစတ္တာရိပုရိသယုဂန္တိအထပုရိသပုဂ္ဂလာဟောကိုနှုတ်သေးရှိနေတဲ့စကလုံးလေးတွေရဲ့အတိပဲကိုဥစဉ်ကအလွန်နားလေသခြင်းနဲ့ရအောင်လှုပ်ထားရပြီးတော့အတိပဲမတည်ဘူးဆိုတာရောစိတ်ထဲကတိတ်ပြီးတော့ဒကာဓမ္မတွေရဲ့ကိုစားမခံကျင်ဘူးပေါ့ဟုတ်လား ိုဦးဇင်းပြောလိုက်တော့အော်တို့ရွတ်နေတာဒါ၄ဟိုလို့နားလည်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးကောင်းကောင်းကျင်တယ်ဖြောင်းဖြောင်းမတ်မတ်ကျင်ပဲမညံပုံညာရအောင်ကျင်ပဲအယုသေးခံယူခြင်းနဲ့ထိုက်တအောင်ကျင်ပဲဆိုတော့ဒီအကြောင်းကုန်၄ပါးနဲ့ပြည့်ရင်အဲ့ဒီရန်ကအာဟုနေရောဟောဆက်လာတယ်နော်အယဝေးကယူလာတဲ့ဝတ္ထုပစ္စည်းကိုတောင်သူကအလှခံယူတိုက်တယ်လှူတဲ့ပုဂ္ဂိုလ်အတွက်အကျိုးကျေးဇူးများလို့ခံယူတိုက်တယ်လို့ပြောတာဟုတ်လားလှူတဲ့ပုဂ္ဂိုလ်အတွက်လှူတာနဲ့ ပို့ပြီးတော့ကြီးကျယ်မြင့်မြတ်တဲ့ Titan နဲ့အကျိုးကျေးဇူးကိုရနိုင်တဲ့အတွက်ကြောင့်အလှခံတိုက်တယ်လို့ပြောတာပါဟုနေရောဆိုတော့ပြောတာတော့ဧည့်သည်လုံငါထားတဲ့အလှဝတ္ထုပစ္စည်းကိုတောင်းအလှခံယူတိုက်တယ်ဒက္ခိနေယဆိုတာတမလွန်လောကကောင်းကျိုးချမ်းသာကိုရဖို့အတွက်ရည်ရွယ်ပြီးတော့လှူတဲ့မြတ်သောအလှကိုခံယူတိုက်တယ်အင်းစလိကရဏီယဆိုတာလက်အုပ်ချီမိုးရှ िख ိုးတိုက်တယ် နုဒရံပုညခေတံလောကတာဆိုတာဘာပြောတာတော့ကောင်းမှုဒီဟုသောမျိုးစီကိုစိုက်ပျိုးကျဲချရာလေယာမြေကောင်းတပွဲဖြစ်တယ်တဲ့နော်အဲ့ဒီအတိတုညာတို့ကိုရတဲ့ပုံကိုယ်တွေဟာနော်ကုသိုလ်ကောင်းမှုသူတို့ကိုအကြောင်းပြုပြီးတော့ပြုတဲ့ပုံကိုယ်တွေအလွန်ကြီးကျယ်မြတ်မြတ်တဲ့အကျိုးကျေးဇူးကိုဖြစ်စေနိုင်တဲ့အတွက်ကြောင့်လေယာမြေကောင်းများနဲ့တူတယ်လို့ပြောတာနော်မျိုးစီတစ်စီချလိုက်တဲ့အပင်ပင်ပေါက်လာတယ်အဲ့ဒီလိုမျိုးစီမျိုးဘလောက်ပွားလာမယ်လို့ခံမှန်းလို့မရဘူးဟုတ်တယ်မို့လား ဒါကြောင့်လေယာမြေကောင်းသဖွယ်လို့ပေးတဲ့ဥမာအလွန်မှကောင်းတယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားအခုဒီသုတ်တံမှာအဲ့ဒီလိုဟောတာအင်္ဂါ6ပါးနဲ့တရား6မျိုးနဲ့ပြည့်စုံရင်နောက်စာယိဘိကွေဓမ္မဟိတမနာကတော့တရား6မျိုးနဲ့ပြည့်စုံလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကိုအာဟုနေယောဟောတိဘာဟုနေယောတခိနေယောအဇလိကရဏေယောအနုတ္တံပွင့်ရခိတံလောကတခုပြောခဲ့တဲ့နောက်ဂုံ5မျိုးနဲ့ပြည့်စုံတယ်လို့ဆိုရမယ်တဲ့ဟုတ်လား အဲ့ဒီပြည့်စုံရမယ့်တရား၅မျိုးကဘာတော့အဲ့တရား၆မျိုးကဘာတော့အဲ့ဒါကဦးဇင်းတို့ကိလေသာအာတောတရားတွေကိုပယ်ရှားဖို့အတွက်မြတ်စွာဘုရားပေးထားတဲ့နိလန်းနေပဲအဲ့ဒီနိလန်းတွေကိုစ조사တာကိုပဲအဲ့ဒီအင်္ဂါ၆ပါးနဲ့ပြည့်စုံတယ်လို့ဆိုရတာဟုတ်လားအဲ့ဒီနိလန်း၆ရက်တည်ပင်လဲတရားဓမ္မတို့ဦးဇင်းတို့ဘုရားမှာလက်ဆင်းရဲဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့ကိလေသာတရားအာတောတရားတွေကိုပယ်ရှားဖို့စ조사တဲ့နေရာမှာအသုံးပြုရမယ်နိလန်းနေပဲ။ ဟုတ်လားအဲ့ဒီမှာတော့မြတ်စွာဘုရားကကိလေသာအတောတရားဆိုတဲ့အတုံးနှုံသုံးတယ်။နော်ကိလေသာဆိုတာစိတ်နှလုံးကိုပူပန်စေတဲ့နော်ပူပန်အောင်နှိပ်စက်တဲ့တရားကိုကိလေသာလို့ခေါ်တာ။နော်အလိုဆန္ဒဆိုတဲ့လောဘဖြစ်လာရင်ကိုယ့်ရဲ့စိတ်နှလုံးပူလောင်သွားတယ်ဆိုတာကိုသိတတ်ဖို့လိုတယ်။နော်ဖြစ်နေကြဆိုလို့ရိုးသွားတော့မသိတာလဲပါမယ်ပေါ့နော်။ဟုတ်လား။ဒါမဲ့မကျေနပ်မှုစိတ်တိုင်းမကြမှုဆိုတဲ့ဒေါသဖြစ်လာရင်ပူလောင်တယ်ဆိုတာကတော့သိသားတယ်။ ဟုတ်လားသူသိပြင်းထန်လို့ရှင်သူကဘလို့မှဟန်ဆောင်လို့မရဘူးเนาะအဲ့လိုမျိုးဥရင်တို့ကိလေသာတရားတွေဖြစ်လာရင်စိတ်ပူစိတ်ပူသွားတယ်စိတ်ကိုပူသွားတယ်လောင်သွားတယ်ဆိုတာကိုသိဖို့လိုတယ်ကိလေသာဆိုတာစိတ်ကိုပူအောင်လုပ်တဲ့စေတသိက်တွေပဲတကယ်တမ်းကတော့တဘာဝတရားပဲသူကသူပူပူအောင်လုပ်တဲ့တဘာဝရှိတာဟုတ်အဲ့ဒီအပူကိုဖယ်ရှားနိုင်တဲ့အတွက်ကြောင့်တရားကိုကြတော့ပြောတော့အေဂျင်စီတယ်ငြိမ်းချမ်းစီတယ်လို့ပြောတာ ။နောက်တချို့ကဘုံဘုံတို့တရားတွေကိုနားပြီးတော့တရားနာတာငြိမ်းချမ်းလိုက်တာအေးချမ်းလိုက်တာပြောကြတာရှိတယ်နော်။အမှန်ကကိုကနှလုံးသွင်းလိုက်တယ်ဒီတရားလေးကိုအာယုံပြုတ်လိုက်တဲ့အခါကျတော့ကိုယ့်ရဲ့စိတ်ထဲကိုပူလောင်စေတတ်တဲ့လောဘဒေါသမောဟကတရင်ကအခိုက်အတန့်ဝင်းမလာနိုင်ဘူးကင်းနေ။အဲ့ဒါကြောင့်မလို့ကိုယ့်စိတ်ကလေးကတက်တာသွားတာ။ဟုတ်တယ်မို့လား။ဒါကတရားရဲ့အစွမ်းပေါ့နော်။တရားရဲ့အစွမ်းဘုံဘုံတို့အစွမ်းမဟုတ်ဘူး။တရားရဲ့အစွမ်းကြီးပဲလားဆိုတော့ နော်나ယူတဲ့ပုံကိုရဲ့နှလုံးသွင်းမှုဆိုတဲ့အကြောင်းတရားလဲပါတာပေါ့နော်တရားကနော်ပြင်ပတ်မှာရှိနေတဲ့အရာဝတ္ထုတို့လိုမျိုးချလိုက်လို့ရတော့အောင်တော့လဲမလွယ်ဘူးကိုကစဉ်းစားဖို့လဲလိုသေးတာစဉ်းကျင်ဖို့လဲလိုသေးတာဒါကိုစိတ်ဝင်စားဖို့နှလုံးသွင်းဖို့လိုသေးတာအဲ့ဒါကတရားဓမ္မတို့ပေးရမယ့်အရင်နေ့ပေါ့အဲ့လောက်လေးတော့စိုက်မှတော့ရမှာနော်နော်၎င်းနေ၎င်းနေနဲ့နော်အုံဖွားဆိုပြီးတော့စေဖို့မျိုးလိုက်တယ်လို့မျိုးရေးတောက်လိုက်ရတယ်လို့မျိုးအဲ့လောက်ကြီးတော့မလွယ်ဘူးတချို့ကအဲ့လောက်ထိကိုလွယ်လွယ်ကူကူရကျင်တာနော် တို့အရှင်မပြေဘူးဆိုရင်ရှင်ဖျားတို့တို့မေတ္တာလေးပို့ပေးပါအောင်ဘာမှတို့ကမလုံးချင်အဲ့တော့ဦးဇင်းကိုမေတ္တာပို့ခိုင်းရင်တော့ဦးဇင်းကတော့ဘလို့ပြောတော့ဆိုရင်ကျုပ်တောင်ဘလို့နေရာမှမသိဘူးလို့ဟုတ်လားသူများကိုကောင်းအောင်လုပ်ပေးဖို့နေနေတာတော့ကိုယ့်အကူတောင်အရှင်ပြေအောင်ဘလို့နေရာမှမသိဘူးသိထင်ကြီးမနေနဲ့လို့ပြောပြောရတာပဲများပါတယ်ဟုတ်လားအဲ့တော့အေဂျင့်ကျင်တယ်ဆိုရင်ဘာလို့ဖို့လို့တော့ပူလောင်စီတဲ့တရားတွေကိုကိုယ်စီကိုဝင်းမလာအောင်စူးစမ်းဖို့လိုတယ် တော့တရားနာတယ်ဆိုတာကိုကအဲ့လိုလှုပ်ရရောက်တယ်ဟုတ်တယ်မို့လားတရားနာနေတဲ့အချိန်မှာအော်တဘာဝကြတဲ့မြတ်စွာဘုရားရဲ့အကျိုးအကြောင်းအလွန်တရားမှလေးနေတဲ့ဒီတရားတွေကိုနာရတော့စိတ်ကအေးချမ်းတာပေါ့နော်။ဘာကြောင့်အေးချမ်းလဲဆိုတာလေးကိုပြောပြတာဟုတ်လား။အဲ့တော့ခုအရှင်တို့ပြောမယ်ခုမြတ်စွာဘုရားဟောပြထားတဲ့နီလံဘယ်နှရက်လဲ6ရက်အဲ့ဒါကကိရိတာအတော်တရားတွေကိုပယ်ရှားဖို့အတွက်မြတ်စွာဘုရားသင်ပေးတဲ့နီလံများပေါ့။နံပါတ်1နီလံကဘာပြောတော့ ရှိအတဝသံဝရပဟာတပတေတံဝရေနဘီနာဟွန်တီတဲ့။နော်ပါဠိလေးတော့နည်းနည်းတော့ယူရမယ်ဟုတ်လား။အဓိပ္ပာယ်ကဘာပြောတော့ရှိအတဝသံဝရပဟာတပနော်ကိလေသာတရားတွေတချို့ကိလေသာတရားတွေဟာစောင့်စည်းမှုနဲ့ပယ်ရမယ်ကိလေသာတွေရှိတယ်တဲ့။ဘာလုံးမှုနဲ့ပယ်ရမယ်။အင်းစောင့်စည်းမှုနဲ့ပယ်ရမယ်ကိလေသာတရားတွေအာတောတရားတွေရှိတယ် အဲ့ဒီစောင့်စည်းမှုနဲ့ပယ်ရမယ်ကိလေသာအတော်တရားကိုစောင့်စည်းခြင်းဖြင့်ပယ်ရှားရမယ်တဲ့ရိုးတော်ရိုးရိုးလေးပဲနောက်တေတံဝရေနဘိနာဟွန်တိစောင့်စည်းခြင်းဖြင့်ပယ်ရမယ်ကိလေသာတရားတွေကိုစောင့်စည်းခြင်းဖြင့်ပဲပယ်နိုင်အောင်ကြိုးစားရမယ်ဆိုလိုတာကဘာလဲမစောင့်စည်းလျင်ဖြစ်လာနိုင်တဲ့ကိလေသာတရားတွေရှိတယ်အဲ့ဒါကစောင့်စည်းလိုက်ရင်မဖြစ်တော့ဘူး တော့သူဖြစ်မလားမဖြစ်ဘူးလားဆိုတာကကိုယ့်ရဲ့စောင့်ကြည့်ခြင်းရှိမရှိဆိုတာပေါ်မှာမူတည်တယ်။ကိုမစောင့်ကြည့်ဘူးဆိုရင်ကိလေသာဖြစ်လာမယ်။ကိုစောင့်ကြည့်လိုက်တယ်ဆိုရင်ကိလေသာမဖြစ်ဘူး။အဲ့လိုဆိုရင်စောင့်ကြည့်ခြင်းကကိလေသာကိုပယ်နိုင်တယ်ပေါ့။အဲ့လိုဆိုရင်စောင့်ကြည့်ခြင်းဖြင့်ပယ်ရမယ်။အဲ့ဒီကိလေသာကိုစောင့်ကြည့်ခြင်းဖြင့်ပယ်နိုင်အောင်ကြိုးစားရမယ်။ဘာကိုစောင့်ကြည့်ရမှာတော့အဲ့ဒါကိုမြတ်စွာဘုရားအကျယ်တိတ်ပဲဘယ်လိုဖွင့်ပြတော့ဆိုတော့ အကြံဉာဏ်ပြောမယ်နော်မျက်စိနားနာလျာကိုစိတ်ဆိုတဲ့အတွင်းအာယတနာ6ပါးဒါရ6ပါးကိုစောင့်စီရမယ်တကား6ပါးကို အဆောင်ထားရမယ်ဆိုလိုတာကဟုတ်လားဟိုမြင်လိုက်ရလို့လောဘဒေါသဖြစ်သွားတယ်ဆိုရင်ကိုယ်ဟာမျက်လုံးတကားကိုမစောင့်နိုင်ဘူးဆိုတဲ့အတိတ်ပဲတခုခုကြားလိုက်ရလို့လောဘဒေါသဖြစ်သွားတယ်ဆိုရင်ကိုယ်ဟာနားတကားကိုမစောင့်နိုင်ဘူးလို့ဆိုရမယ်ဒီနေ့မှာစောင့်ရမယ်လို့ပြောတာပိတ်ရမယ်လို့ပြောတာမဟုတ် ဟုတ်လားအဲ့မျက်စိနာနာလျာကိုစိတ်ကိုဘာလို့ရမလို့ပြောတာတော့စောင့်စည်းရမယ်လို့ပြောတာတော့ပိတ်ထားမယ်လို့ပြောတာမဟုတ်ဘူးမျက်စိတွေပိတ်ထားနားတွေပိတ်ထားနားကတော့ပိတ်ဖို့မလွယ်ဘူးပေါ့လေမျက်စိပိတ်ထားတကယ်အစင်းတော့မမြင်အောင်ဒါပေမဲ့စိတ်ထဲမှာပုံရိပ်တွေကတော့ထပ်နေတာဟုတ်တယ်မဟုတ်လားစိတ်ထဲမှာဘာတွေထပ်နေလဲပုံရိပ်တွေထပ်နေတယ်အဲ့ဒါဘာတွေတော့ဓမ္မယုံတွေပေါ့ဟုတ်တယ်မဟုတ်လားမျက်စိတကားဘောက်တကားပိတ်ထားပါရဲ့မနှောတကားဘောက်ကဒိုးရောက်ဖြစ်နေဟုတ်လား နော်အစိုးဆုံးကအဲ့ဒီအပေါ့ပဲနော်စိတ်ဆိုတဲ့တကားပေါက်ကသွားကြရန်သွားတာသူကတကားမရှိဒါမရှိဝင်ထွက်သွားလာနေတာဟုတ်လားဒါကြောင့်ရသော်ဘုရားကပါလို့ရမယ်လို့ပြောတော့စောင်းစည်းရမယ်လို့ပြောတာစောင်းစည်းရမယ်လို့ပြောတာကဝင်းလာတဲ့အာယုံရဲ့အခြေအနေမှန်ကိုသိအောင်လုပ်ရမယ်သိတာကပညာပဲအဲ့ဒီပညာအလကားတော့မရဘူးတတိရှိရမယ်ဝင်လာတဲ့အာယုံကိုတတိရှိရမယ် မမကန်ကန်သူ့ကိုဂယုစိုက်ပြီးတော့ဒါပါလဲဆိုတဲ့အာယုံစိုက်မှုအပြည့်ဝရှိရမယ်အဲ့ဒါဆိုရင် तू ပါလဲဆိုတာကိုတည်တဲ့ပညာဖြစ်လာမယ်သဘောပေါက်ရဲ့လားအဲ့ဒါကိုမလုပ်တယ်ခေါ်တော့စောင့်စည်းတယ်လို့ခေါ်တာအဲ့ဒီမှာတော့မြတ်စွာဘုရားအများကြီးရှင်းပြတယ်ဆိုကြပါစို့တဲ့မြင်လိုက်လို့ကိုယ့်ရဲ့စိတ်ထဲမှာနှုတ်ပူလောင်ချောင်းဖြစ်တဲ့အဲ့ဒီကိလေသာအာတောတရားတွေဖြစ်လာတယ်ဆိုရင်အဲ့ဒါမျိုးကိုမဖြစ်အောင်အဲ့ဒီမြင်မှုနဲ့ပတ်သက်ပြီးတော့ကိလေသာမဖြစ်အောင်တတိဝရိယဉာဏ်ပညာနဲ့စူးစမ်းရမယ်အဲ့ဒါကို မျက်စီကိုစောင့်စည်းရလို့ခေါ်တယ်။ဟုတ်လား။အဲ့တော့စောင့်စည်းရမယ့်တကားဘဏ္ဍပေါက်လဲ၆ပေါက်နော်။မြင်ခြင်းကြောင့်ပဲဖြစ်ဖြစ်ကြားခြင်းကြောင့်ပဲဖြစ်ဖြစ်အနံ့နေရခြင်းကြောင့်ပဲဖြစ်ဖြစ်အရသာတွေရခြင်းကြောင့်ပဲဖြစ်ဖြစ်အပူအေးအနုအကျံအတွေ့အထိမျိုးစုံတွေ့ထရခြင်းကြောင့်ပဲဖြစ်ဖြစ်အကောင်အဆိုးအမျိုးမျိုးအတွေ့အကြံတို့ကိုတွေ့ကြံရခြင်းကြောင့်ပဲဖြစ်ဖြစ်ကိလေသာမဖြစ်အောင်ကြိုးစားတာအဲ့ဒါကိုတကား၆ပေါက်ကိုစောင့်စည်းတယ်လို့ပြောမယ်။ဘာနဲ့စောင့်စည်းရမှာလဲလို့မေးရင် အရေးအပါဆုံးစကားပြောရမယ်ဆိုရင်တော့တတိနဲ့စောင့်စီရမယ်။နော်မာစီဆိုတော့ဘုရားကြီးများနှတ်တင်ပေးတဲ့နီးနဲ့ပြောရမယ်ဆိုရင်မြင်မြင်တယ်လို့သိမြင်မြင်တယ်လို့မှတ်ဟုတ်လား။ဒါပါပဲညာပဲလို့ဆက်ပြီးတော့နမိတ်တွေနောက်လိုက်မသွားနဲ့ပေါ့။တကယ်တမ်းမျက်စိကမြင်တာအယောင်လေးပဲမြင်တာ။နော်ဒါကငါချစ်တဲ့လူငါမုန်းတဲ့လူဒါငါနဲ့မတည့်တဲ့လူလို့လှုပ်တာကစိတ်ကအတွင်းထဲကလှုပ်နေတာ။ဟုတ်လား။ကြားတာကအတန်တက်တက်လေးကြားတာ။ ဒါကိုအတိပဲအမျိုးမျိုးပေါ်ပြီးတော့စိတ်တိုင်းကြစရာစိတ်တိုင်းမကြစရာလို့အဖြေတွေထုတ်ပေးနေတာကအတွင်းတွေကတင်ညာကထုတ်ပေးနေတာဟုတ်လားဒါကြောင့်မြင်တာကိုမြင်တဲ့အနေအနေထားလေးတိုင်းရက်နိုင်ဖို့အတွက်အလေးကျင့်လုပ်ရတယ်။နော်ကြားတာကိုကြားတဲ့နေရာမှာရက်နိုင်ဖို့အလေးကျင့်လုပ်ရတယ်။ဆိုလိုတာကအဲ့အရာကိုအသေးစိတ်အတိပဲတွေသွားပြီးတော့ဖောနေလို့ရှိရင်သူကနော်ဒါကောင်းတယ်ဒါဆိုးတယ်ဆိုတဲ့စွန့်ဖြက်ချက်တွေနဲ့သူကပြန်ပြီးတော့တုံ့ပြန်မှုတွေကမလိုလားအပ်တဲ့တုံ့ပြန်မှုဖြစ်မယ်ပေါ့။ကောင်းတယ်လို့စွန့်ဖြက်လိုက်တာနဲ့လောဘဆိုတဲ့တုံ့ပြန်မှုထွက်လာတယ် စိုးရဲလို့ဆုံးဖြတ်လိုက်တာ ਨੇ ဒေါသဆိုတဲ့တုံ့ပြန်မှုဖြစ်လာတယ်အဲ့ဒီဆုံးဖြတ်မှုကဘယ်သူကသင်ပေးတာတော့လို့မင်းသင်ညာကသင်ပေးတာသင်ကသင်ညာကသူကြိုက်တာ ਨੇ သူတခါတော့ကောင်းတယ်လို့မှတ်ခဲ့ဘူးတာ ਨੇ တိုက်ဆိုင်ရင်သူကကောင်းတယ်လုတ်ပြလိုက်တာပဲအများစုကသူချိန်တော့ဆိုးတယ်လို့သူမှတ်ခဲ့တာ ਨੇ တိုက်ဆိုင်ရင်သူဆိုးတယ်လို့သူကလုတ်ပြတာဒါကြောင့်သင်ညာဆိုတာဘာနဲ့တူတော့နော်တန်လျက်များနဲ့တူတယ်လို့ဒါမျိုးဆိုပြောတာနော်ဘောဒီမိုင်းဆိုတော့ဘုရားကြီးပြောတာလည်းရှိတယ် ဝေဒနာကချဲ့တယ်။သင်ညာကလှဲ့တယ်။ဟာအလွန်ကောင်းတဲ့စကလုံးလေးတွေပေါ့နော်။ဝေဒနာကဘာလုပ်တယ်။ချဲ့တယ်။သူအလွန်အကျယ်ချဲ့တာကောင်းတာလေးကနည်းနည်းအကြီးကြီးလို့ထင်အောင်လုပ်ပြတာ။တကယ်တကယ်ဝေဒနာကခိုက်အတန့်လေးကိုသာပိုင်းဖြတ်ပြီးတော့တိနိုင်မယ်ဆိုရင်ကောင်းတာလည်းဒီလောက်ကြီးမပြောတော့ဘူးမကောင်းတာလည်းဒီလောက်ကြီးမပြောတော့ဘူး။ဒါမဲ့အဲ့ဒါကိုတရားတော်ဥရှင်တို့တွေကပိုင်းဖြတ်ပြီးတော့မမြင်မမြင်နိုင်ဘူးအဆုအလုံးအထွေးအခဲကြီးအကြီးမြင်ပြတာ။ တရားထိုင်နေတဲ့ဝေဒနာတွေတက်လာပြီဆိုကြပါစို့ဝေဒနာဆိုရင်သူကဒုက္ခပဲပြောကြတာများတယ်နော်ဟုတ်လားတရားထိုင်နေတဲ့ဝေဒနာဖြစ်လာပြီဆိုရင်အခုလောလောဆယ်ဖြစ်နေတဲ့အစ္ဆုပန်တဲ့တဲ့လေးကိုပိုင်းဖြတ်ပြီးတော့မြင်လိုက်အောင်သတိကအမကောင်းအမကောင်းတော့စောစောကနာခဲ့တာနဲ့အခုနာတာကိုရောတာတယ်ရောပြီးရင်လည်းဘလို့မင်းဆက်နာအောင်မလဲမသိဘူးဆိုအနာကပမှန်းပြီးတော့လှန့်ရောပြန်တယ်အဲ့ဒီမှာဘလို့ဖြစ်လာအချီးဖြစ်လာအဲ့မှာမခံနိုင်တော့ဘူးပါတင်ပါအောင်မှာအလုံးကြီးတွေပါလေလျှောက်ပြောကြတော့ပါနော် ဝေဒနာကိုဘယ်လိုလုပ်တော့အကြီးလို့ထင်တာဟုတ်လားအဲ့ဝေဒနာကချဲ့တယ်တင်ညာကလှဲ့တယ်အဲ့ဒီတင်ညာအလှဲ့မခံရအောင်ဒီဓာရကနေစောင့်ပြီးတော့စောင့်စည်းရမယ်လို့ဒါဝနာလဲရမှာသဘောပေါက်ရလား